ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဂန်ဒီဤကဘာကျော်ဆိုရိုးစကားအချို့ကို မျှဝေပေးချင်ပါတယ်ဗီဒီယိုလေးကိုစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ရဲ့ Share Mind TV YouTube Channel လေးကို Subscribe လုပ်ပေးကြဖို့တောင်းဆိုချင်ပါတယ်ဒါဆိုရင်ဆက်လိုက်ကြရအောင်ဂန်ဒီဤကဘာကျော်ဆိုရိုးစကားအချို့မနက်ဖြန်တရားမယ်လို့မှတ်ယူပြီးအသက်ရှင်မှာတတလုံးအသက်ရှင်ရမယ်လို့မှတ်ယူပြီးလေ့လာသင်ကြပါရန်ကုန်ရန်ကျင်းတုံပြန်နေရင်ကဘာကြီးတစ်ခုလုံးပျက်စီးသွားပါလိမ့်မယ် လူဆိုတာသူသွေးသလိုဖြစ်လာခြင်းဖြစ်ပါတယ်။နိုင်ငံတကာနိုင်ငံဘလုံးထိကြွချက်မြင့်မြတ်တယ်ဆိုတာသူတို့တရိစ္ဆာန်တွေကိုဘလို့ကြွေးမွေးတယ်ဆိုတာကို ကြည့်ပြီးဆုံးဖြတ်နိုင်ပါတယ်။ပထမဦးဆုံးတင့်ကိုလှိလူရှုမယ်။ပြီးတော့တင့်ကို ရေမောလောင်ပြောင်းမယ်။ပြီးတော့တင့်ကိုတိုက်ခိုက်မယ်။ဒီနေရာမှာ အနိုင်ရနေရသူဟာတင်မဲဖြစ်ပါတယ်။လက်စားချီခြင်းကိုကျွန်တော်မကြိုက်ဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ကိုကိုက်ထားတဲ့ခွေးတကောင်နောက်ကိုပြန်ကိုက်ဖို့ပြေးလိုက်ရင်နဲ့ ျွန်တော်ဘဝကိုမကုံဆုံးစေချင်လို့ပါတက္ကသိုလ်တွင်များ၍မိဘတွေအသည့်သင်ကြားသူဆရာများဖြစ်ကြ၏ခုလချင်းဟာအပြစ်ဒဏ်ကျင့်တာပို၍ရောင်ချပီးတာတယ်လူတွေကကျွန်တော်ကိုခဲနဲ့ပေါက်ကြတယ်ကျွန်တော်ကအဲ့ဒီခဲတွေကိုစူးစမ်းထားပြီးအင်အလုံးဆောက်ခဲ့တယ်ငါတို့ဤအနာဂတ်ဟာငါတို့လက်ရှိလွတ်နေတဲ့အနာဂတ်အပေါ်မှာမူတည်နေလိမ့်မယ်။ကိုမကြိုက်တာကိုသူများမလုပ်စေချင်ရင်သူများမကြိုက်တာကိုလည်းကိုကမလုပ်နဲ့ ကိုချင်းစာတရားဆိုတာအဲ့ဒါပဲအဆုံးကြီးကြီးပြကြရတဲ့တရားကျေးဇူးတင်ပါတယ်ဒီလိုဘိုးသူတော်ရဆရာဗီဒီယိုလေးတွေကိုအမေတင်ဆက်ပေးနေပါတယ်နောက်ဗီဒီယိုမှာပြန်ပြီးဆုံတွေ့ပါရစေ